ဟို UFC မှာလည်း champion ကပတ်တွေရအောင်ယူပြခဲ့တဲ့ fighter ပြီးတော့ကြတော့သူ့ရဲ့သုံးသက်ချက်တွေကဒီဘက်လိုက်မှုကင်းတယ်ပေါ့နော် niche နဲ့ပိုင်းဆိုင်ရာချင်းကပ်မှုအတိုင်းသုံးသက်တယ်အဲ့လိုအကြောင်းရင်းကြောင့်ပြည်သက်တွေပြောပန်များလာလို့ပေါ့နော် UFC ကသူ့ကို commentator ဖြစ်ဒီ UFC fight night ပြိုင်ပွဲတွေမှာတောင်းဟိုအခွင့်ရေးပေးခဲ့တယ် Dominic Cruz ကိုယ်တိုင်လည်းဒီ UFC fight night ပြိုင်ပွဲတွေမှာလက်ရှိအနေထားထိ commentator ဖြစ်ဆောင်ရွက်နေစေသူ့ရဲ့ဒီသုံးသက်ချက်တွေကိုပြည်သက်တွေအကုန်လုံးကသဘောကျနေကြစေအဲ့လို fighter ကြီးက ကျွန်တော်ဖိုင်တာလေးဘက်ကနေမမမမရက်ဒီပြလိုက်တာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီပန်ဒိုဂျာနဲ့ကစားတော့တဲ့အနေထားမှာဆိုရဲဂျော့ရှော့ဘန်ကကန်ကောင်းလို့နိုင်တာမဟုတ်ဘူး။သူ့ကိုယ်တိုင်ပေါ့နော်ဒီသူ့ရဲ့အနေထားတစ်ခုကိုကောင်းကောင်းခုခံပြီးတော့ပြန်လဲတွန်းလှန်ရင်းနဲ့ပန်ဒိုဂျာကဒဏ်ရာရသွားတယ်ဆိုတဲ့အကြောင်းကိုသူကသူ့ရဲ့အမြင်နဲ့ချပြတယ်။အဲ့လိုချပြတဲ့အနေထားမှာဟိုဂျော့ရှော့ဘန်အတွက်လဲခုံယူတယ်မြန်မာပြည်အတွက်လဲခုံယူတယ်ဆိုတဲ့ပုံစံမျိုးတောင် ပြောသွားတယ်ဒါကြောင့်မလို့အဲ့ဒီအကြောင်းအရာလေးကိုပြန်ပြီးတော့ကျွန်တော်ပြည်သက်တွေကိုဖောက်တယ်ချမှာဖြစ်ပါတယ်ဒေါမနစ်ခုကဘယ်လိုပုံစံမျိုးပြောသွားရလဲဆိုတော့ဂျိုရှွာပန်အတွက်အကြီးကြီးကိုဂုဏ်ယူတယ် UFC တမိုင်းကြောင်းတစ်ချောင်းဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဖြစ်လာပြီးပြီးတော့ကြတော့ပွဲကိုခက်မြန်မြန်ပဲပွဲသိမ်းပြစ်နိုင်တယ်ပြီးတော့ကြတော့ဒီသူ့ရဲ့ movement တွေ footwork တွေဘောက်စင်အနေထားတွေကလည်းလုံးဝအခြေခံကျတယ်ကောင်းလွန်းတယ်အခုအနေထားမှာဆိုရင်ဒီပန်ဒိုဂျာရဲ့အမြင့်ကန်ချက်ကိုကားတဲ့အနေထားမှာဂျိုရှွာဘန်လှုပ်သွားတာကလုံးဝ basic ပုံစံမျိုးအဲ့လိုပုံစံမျိုးနဲ့တွန်းလှန်ကြတယ် ဒေါ်လာနဲ့အနေထားမျိုးမှာဒီလိုပုံစံမျိုးတွေဖြစ်ပါစေတော့ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးတိုးတော်လည်းပဲ Joshua Ben ပြန်ပြီးတွန်းလှန်လိုက်တဲ့အနေထားက Pandora Balance ပြက်ပြီးတော့ဒီလက်ကအကြမတော်တဲ့အနေထားမှာတန်ရရသွားတဲ့အဲ့လိုပုံစံမျိုးနဲ့သူကအနိုင်ယူပြလိုက်တာအနည်းဆိုရရင် Pandora ဒီလိုတန်ရရသွားအောင်သူကပဲ create လုပ်သွားတာဒါကြောင့်မလို့ Joshua Ben က Champion ကိုထိုက်ထိုက်တန်တန်နဲ့ဖြစ်သွားတယ်မြန်မာပြည်တွက်လည်းဂုဏ်ယူတယ်အထူးသဖြင့်ဒီ Flyweight တန်ရလာမဲ့အခင်းချင်းနဲ့ပတ်သက်ပြီးပုံပြီးစိတ်လှရှားတဲ့ဆိုတဲ့အကြောင်းကို Dominic Crew က တခုတ်တရားနဲ့ကိုပြောဆိုသွားတာပါဒီအကြောင်းအရာလေးကိုပြည့်တက်တွေကိုသိသိကျလို့ကျွန်တော်ကပြောပြတာဘာဖြစ်လို့လဲဆိုတော့ဒီ Joshua Ben နဲ့ဘယ်လိုကြလို့ထိုးသွားတဲ့ပွဲနဲ့ပတ်သက်ပြီးတခြားတော့တခြားတော့ fighter ကြီးတွေလည်းပြောတယ်အဲ့လို fighter ကြီးတွေကဘယ်လို fighter လဲဆိုတော့ဒီ YouTube မှာ content အများအားဖန်တီးနေတဲ့ fighter တွေဒီလို fighter တွေကပြောတဲ့အနေထားတွေကြတော့ ဟို content တစ်ခုအနေနဲ့ဆိုတော့နှလုံးသားတွေကပါချင်မှပါမယ်ပါချင်လည်းပါမယ်တိုးတော်လည်းပဲတို့က content ဖန်တီးတဲ့အနေထားဆိုတော့ဟိုအကျွမ်းလွတ်အောင်လည်းအများကြီးပြောကြတယ်ဒေါက်နှစ်ခုကကြာအဲ့လိုပုံစံမျိုးပြောတာမဟုတ်ဘူးဟိုသူ့အနေနဲ့သူ YouTube channel ကြီးသွားပြီးတော့တက်တက်တန်တန်ပြောတာလည်းမဟုတ်ဘူးသူ့အနေနဲ့သူ့ရဲ့ account ကနေတစင်ပေါ့နော်ဒီ Instagram account ကနေတစင်တီးတန့်ကိုတင်ပြီးပြောတာတီးတန့်ကိုဒီအကြောင်းအရာတစ်ခုလေးပဲပြောတာဟိုမိနစ်30လေး40လေး70လေး15မိနစ်လေးတိလောက်ပြီးရှာရှင်းပြီးပြောတာမဟုတ်ဘူးဒီအကြောင်းအရာလေးကိုသူက10မိနစ်လောက်လေးပဲပြောတယ်လူရင်းတူရှင်းအနေနဲ့ပြောတယ်ဂျော့ရှွာဘန်ကထိုက်ထိုက်တန်တန်အနိုင်ရတယ်ဆိုတဲ့အကြောင်းပြောတယ်မြန်မာပြည်အတွက်ဂုဏ်ယူ ူစရာဆိုတာလေးကိုပဲထည့်ပြသွားတယ်ဒါကသူ့အနေနဲ့သူ့ရဲ့အမြင်ပေါ့နော်သူ့ရဲ့အမြင်ကိုတိတံကိုခိုင်ခိုင်မာမာချပြတာအဲ့ဒီနေထားနဲ့ပတ်သက်လို့ဂျော့ရှာဘဲရဲ့ကဘာဘောကပြည်သက်တွေဂျော့ရှာဘဲနေရတွေလေးကျင်ပေါ်တွေအကုန်လုံးကလည်းအဲ့ဒီဗီဒီယိုကိုဝိုင်းပြီး share ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလို niche နှစ်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ champion ဟောင်းကြီးကကိုမှတိတံတစ်ခုတည်းအနေနဲ့တင်လို့မဟုတ်ဘူးသူတို့ကဂုံယူမှုအပြည့်နဲ့ပြန်ပြီး share တာဒါကတော့ဝန်တာစရာတရင်တပုတ်မလို့ကျွန်တော်ကပြည်သက်တွေကိုပြန်ပြီးဖောက်တဲ့ချတာဖြစ်ပါတယ်ခင်ဗျ